မင်္ဂလာပါ MM Thinker YouTube Channel ရဲ့နေ့စဉ်မိုးလေဝသတရမြနေသွန်တများအထွေထွေထိမဆက်ရဘူးသူတော်များထုတ်လွှင့်ကင်းဆက်မှုစီစဉ်မှာပြန်လည်ကြိုးဆိုလိုက်ပါရစေဒီနေ့လေးလာသုံးသပ်ဖို့ရထားတဲ့အကြောင်းအရာတွေကတကယ်ကိုစိတ်ဝင်စားစရာပဲဗျာ တခုနဲ့လခုတခြားစီလို့ထင်ရပြီမဲ့အားလုံးကကျွန်တော်တို့ရဲ့နေစဉ်ပေါ်မှာမျက်ခြေမပြတ်တဲ့တတိပြုပဲရတဲ့အကြောင်းကိုချိတ်ဆက်ပြောပြနေသလိုပဲဟုတ်ပါတယ်ရှင်မိုးလေဝသအခြေအနေနဲ့မလစ်ကလက်ဖက်ရည်ဆိုင်မီးလောင်မှုကြီးအကြောင်းပြီးတော့ကျွန်တော်တို့နေ့တိုင်းလိုလိုစားနေတဲ့ငွေရုပ်တီးရဲ့နောက်ွယ်ကကျမကြီးပြဿနာနောက်ဆုံးစောင်းတွဲမှာဖြစ်တဲ့ကျမကြီးပြဿနာတွေအထိပဲဟုတ်ပါတယ်ဒီကြောင်းရာတွေအားလုံးကိုဆက်ဆက်ပေးနေတဲ့ပုံအချက်တခုရှိတယ်နော်ဟုတ်ကဲ့အဲ့လကတော့တတိတရနဲ့ကြိုတင်ကောက်ွယ်ခြင်းပဲတခါလေမှကြီးမားတဲ့ဘေးအန္တရာယ်တွေဟာကျွန်တော်တို့တတိမထမိတဲ့ ေါ်ဆမှုတေးတေးလေးတွေနဲ့စချင်တတာကိုမှန်ပါတယ်ဆိုတော့ဒီနေ့မှာတော့ဒီအချက်လက်တွေကနေဘလို့အရေးကြီးတဲ့သင်ခန်းစာလေးထုတ်ယူနိုင်မလဲလက်တွေ့ဘဝမှာဘလို့အတုံးချနိုင်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုရင်ကျွန်တော်တို့ရဲ့ပေါင်းလုံးခြင်းကအခြေအနေတွေနဲ့အရင်ဆုံးဆက်လိုက်ကြအောင်ထထောင်းရင်စင်ကားခုနှစ်ဒီဇင်ဘာလ9ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်ကိုအရင်ကြည့်လိုက်တော့အများစုကတော့တာတာရရပဲအင်းနေပြီးတော့ရန်ကုန်မန္တလေးမြို့ကြီးဒီမှာအများအပြားတာရမယ် တနင်္သာရီတိုင်းဘက်မှာတော့နေရာကွက်ကြမုံးနည်းနည်းပါပါရွာနေတယ်ပေါ့။အိုးဟုတ်ကဲ့။တမဲဒီလို၆တွေ့ပြီးတာယာတဲ့ရာပြူဥတူကမန်းလင်းမှာချစ်သွားတဲ့မီးလောင်မိုးလိုမျိုးအဖြစ်ဖြစ်တဲ့အတွက်ပိုပြီးအန်ဒီရဲ့များစင်နေပါလားဗျ။ဒါကတော်တော်ကောင်းတဲ့အချက်ပဲ။တိုင်ရဲ့ကြီးမဟုတ်ပေမဲ့သွဲဝိုက်ပြီးတော့ပတ်သက်နေတယ်။ဟုတ်။လေတို့က၆သွဲနေတဲ့အခါအထူးသဖြင့်ဆောင်းရသည်မှာမီးလောင်လွယ်တဲ့ပစ္စည်းတွေဟာပိုပြီးမီးဆွဲလွယ်လာတယ်။ဆိုထိုင်းစားနဲလေမီးကူးဆက်မှုမြန်လေးပဲ။ဆိုတော့ မိုးလေးဝထတာတာယာနေတဲ့ဆိုပေမဲ့မီးပြီးအန်တဲ့ရဲ့အတွက်တော့ပိုပြီးသတိထားရမယ့်အခြေလို့ပြောလို့ရတာပေါ့ဒါနဲ့ဆိုမန္တလေးကပေါ့ချိုင်းလက်ဖက်ရည်ဆိုင်မီးလောင်မှုကတကယ့်ကိုအချိန်ကြိုက်သတိပေးလိုက်တယ်လို့ပါပဲလူစီကားတဲ့လက်ဖက်ရည်ဆိုင်ကြီးတစ်ခုလုံးနာရီပိုင်းအတွင်းပြားကျသွားတယ်ဆိုတာကြားလိုက်ရတော့တော်တော်ထိတ်လန့်သွားတယ်ဒီဖြစ်စဉ်ကသင်္ကန်းဆက်ယူစရာတွေအများကြီးပေးပါတယ်အဓိကမီးလောင်ရတဲ့အကြောင်းရင်းက gas o ပေါက်ကွဲမှုကနေစတင်တယ်လား โอเคဒါကအိမ်တိုင်းဆိုင်တိုင်းလိုလိုမှာနေ့စဉ်တောင်းနေတဲ့ PC တစ်ခုရဲ့ ND ရေကိုမီးမောင်းထိုးပြလိုက်တာပဲဒါပေမဲ့ဒီမှာပို့ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တခုရှိတယ်ဘာမရလဲဗျာမီးကဘာလို့အဲ့လောက်အရှိန်ပြင်းပြင်းနဲ့မြန်မြန်ကူးဆက်သွားတာလဲဆိုတဲ့အချက်ပဲဟုတ်တယ်တပ်ပုနေထဲမှာကြီးလိုက်တော့မီးတောက်တီကအကြီးကြီးပဲကျောင်းရင်တစ်ခုကတော့ဆိုင်ရင်အလားဆင်မှုဒီဇိုင်းကြောက်ပဲဆိုင်ကိုတဘာဝဆန်အောင်ဝါးတွေနဲ့အဓိကအလားဆင်ထားတယ်အော်ဝါးတွေနဲ့ကိုဟုတ်တယ် ဝါဆိုတာကအလုံးမင်းလုံးလွယ်တဲ့ပစ္စည်းလေ gas o ပေါက်ကွဲမှုဖြစ်တဲ့အခါအဲ့ဒီဝါတွေကိုမီးကူးသွားပြီးတဆိုင်လုံးကိုငရဲမီးကိုလို့ဖြစ်သွားစေတာอืมဒီလိုတင်းငယ်တဲ့အလားစင်မှုဆိုင်ရာဆုံးဖြတ်ချက်လေးတခုကဘေးရန်တွေကိုဘလော့အထိကြီးထွားသွားစေနိုင်တယ်ဆိုတာထင်ရှားရဲ့ဥပမာတစ်ခုပဲပေါ့ကျွန်တော်တို့လက်ဖက်ရည်ဆိုင်သွားရင် gas o ဘယ်နာထားလဲဆိုတာဘယ်တော့မှသတိမထားမိဘူးဒီသတင်းကြားမှပဲကိုထိုင်နေတဲ့နေရာနဲ့ဘလော့နီးလဲဆိုတာပြန်စဉ်းစားမိပြီးကြောက်ဖို့ကောင်းမှန်းသိတော့တယ်ဟုတ်ကဲ့နော် ဒီတော့ gas o ကိုဘယ်လိုဘေးကင်အောင်သုံးရမလဲအဓိကကတော့ပုံမှန်စစ်ဆေးမှုပဲ gas o pipe မီဖို့ကောင်းဒီကိုပုံမှန်စစ်ဆေးနေဖို့လိုတယ်ဟုတ်ကဲ့ပိုက်မှာအဲ့ရည်ရှိနေလားကောက်အလုံးရလားဆိုတာမျိုးပေါ့ပြီးတော့ gas o ကိုလေးဝင်လေးထွက်ကောင်းတဲ့နေရာမှာထားရမယ်อืมလေးချီဆုံးရှောင်ရန်အချက်တက်လို့လေအတက်ကဲတဲ့အချက်လို့တောင်ပြောလို့ရတယ်ဩ gas နဲ့ရနေပြီလို့တန်တရာရှိတဲ့အချိန်မှာ listen me close ဖွင့်တာ ပိတ်တာ လုံးဝမလုပ်ရအောင်ဟဲ့ခလုတ်ဖွင့်တာပိတ်တာလောင်းနေပောက်ကွဲနိုင်လို့လားပောက်ကွဲနိုင်ပါတယ်မီးခလုတ်လေးတစ်ခုကို ဖွင့်လိုက်ပိတ်လိုက်လုံးတဲ့အခါမျက်စိနဲ့မမီရတဲ့မီးပွား spec သေးသေးလေးထွက်လာတယ်အော်ဟုတ်အခန်းထဲမှာ gas ငွေတွေပြည်နေတဲ့အခါအဲ့မီးပွားသေးသေးလေးရပုံးတလုံးကိုမီးရှို့လိုက်တယ်လို့ပဲအကြီးရဲ့ပောက်ကွဲမှုဖြစ်သွားနိုင်တယ်တော်တော်ကြောက်ဖို့ကောင်းတာပဲဒါကြောင့် gas နဲ့ရရင်ချက်ချင်းတကားတွေပြတင်းပေါက်တွေဖွင့်ပြီးလေးဝင်လေးထွက်ဖြစ်အောင်ရင်လုပ်ရမှာ မီးရှစ်တာဖုန်းပြောတာမျိုးတောင်ရှောင်ရမယ်တကယ်လို့မီးလောင်မှုဖြစ်လာခဲ့ရင် လောက်ဆောင်ရမယ်အချက်တွေလည်းဖော်ပြထားသေးတယ်နော် stop drop and roll နီလန်းဆိုတာမျိုးပေါ့ဟုတ်ပါတယ်ကိုခန္ဓာကိုယ်မှာမီးဆွဲခဲ့ရင်မတည်ပဲမီးကြီးပေါ်လဲချပြီးလင့်ချလိုက်တာမီးကိုအမြန်ဆုံးငိမ့်တက်နိုင်တယ်ပေါ့အဲ့ဒါအရန်ရေကြီးရဲ့အချက်ပဲဒီဖြစ်စဉ်ကနေရုပ်ပိုင်းဆိုင်ရာသင်ခန်းစာတွေပြင်ဘဝသင်ခန်းစာဖြစ်ဓမ္မသဘောတရားနှစ်ခုကိုထောက်ပြထားတာကလည်းမှတ်သားစီရပဲဟုတ်ကဲ့ပထမတစ်ခုကအနိစ္စ နိုင်ရီပိုင်းလိုကလူတွေနဲ့စီကားနေတဲ့နေရာတစ်ခုဟာမျက်စိတမိုက်တွင် ပြားပုံဖြစ်သွားတာက ရုပ်ဝတ္ထုတွေမတည်မြဲတဲ့သဘောကို မြေဝါထင်ထင်ပြနေတာလေဟုတ်ပါတယ်နားဆိုင်ငါပစ္စည်းဆိုတဲ့တွေ့တာမှုတွေဟာဘလောက်တောင်မခိုင်မြဲဘူးလဲဆိုတာပြလိုက်တာပဲဒုတိယချက်ကပိုပြီးလက်တွဲကြတယ်ပမာတော်မစ္စနောပတန်မိလော်ချင်းဒီတည်ခြင်းလင်းစားဆိုတဲ့တရားတော်ပါဟွန်းကဲဆိုးကိုတတိမထားပဲပေါ်ဆက်စွာတုံးဆွဲတာ စစ်ဆဲဖို့မေ့လျော်နေတာက ဖြစ်စည်းချင်းကိုဖြစ်စေတယ်ဆိုတဲ့တတိတရားရဲ့ရေးကြီးပုံကိုတက်တက်ချီးပြနေတာပဲအဲ့ဒီတတိတရားဆိုတဲ့အချက်ကပဲဟုတ်တယ်အဲ့ရဲ့ချက်ကပဲကျွန်တော်တို့ရဲ့နောက်အကြောင်းအရာဖြစ်တဲ့အစာတောက်ဘေးကင်းရေးနဲ့တိုက်ရိုက်ဆက်စပ်နေပြန်ရောဟောမိဖို့ကြောင့်ထဲကမြင်းစားတဲ့ guess o and the yega ne မမြင်နိုင်တဲ့ and the be ကိုကူကြတာပေါ့ဟုတ်ပြီဒါကတော့ထိုင်းနိုင်ငံကိုတင်ပို့တဲ့မြန်မာငရုတ်တီးမှာ and the ရှိတဲ့ဓာကျွင်းတွေတွေ့ရှိခဲ့တဲ့ကိစ္စပဲ မယုတ်တိဆိုတာမြမမီးဖို့ကြောင့်မှမပမထစ်လီဟုတ်တယ်လေဒီတော့ကြောက်လိုက်ရတော့နင်းနေတော့ထိတ်လန့်သွားတယ်ဒါကလဲသမားတွေပိုးသစိအသုံးများသွားလို့ခိတာလားအဲ့ဒါကအကြောင်းရင်းတစ်စိတ်တစ်ပိုင်းပဲတွေ့ရှိခဲ့တဲ့ဓာတ်ကျူပစ္စည်းတွေထဲမှာပိုးသစိတွေဖြစ်တဲ့ chloropyrophos နဲ့ triasophos ပါတယ်ဟုတ်ဒါတွေကအာယုံကြိုးစနစ်ကိုထိခိုက်စေနိုင်လို့နိုင်ငံတကာမှာတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတဲ့ဆေးတွေပေါင်းသစိ glyphosate ဆိုနေလဲ WHO ကကင်ဆာဖြစ်စေနိုင်တဲ့အလားအလားရှိတယ်လို့တောင်တတိပေးထားတယ်။อืมဒါပေမဲ့ဒီကိစ္စမှာအန်ဒယ်ရှိဆုံးတဲ့လူများသက်တတိမထားမိတဲ့အရာထုတ်ပါလိုက်။အဲ့ဒါကဘာများလဲ။ပိုတဆေးသက်ပိုဆိုးတာရှိသေးလို့လား။ရှိတယ်။အဲ့ဒါက aflatoxin လို့ခေါ်တဲ့မူအဆီပဲ။ aflatoxin ဟုတ်တယ်။ဒါကပိုတဆေးလို့လယ်သမားကဖျားနာမဟုတ်ဘူး။ ငရုတ်တီကိုရိတ်သိမ်းပြီးတဲ့နောက်အချောက်လန်းတဲ့ခါတူလောင်တဲ့ခါမှာစနစ်မကျရင်ဖြစ်ပေါ်လာတဲ့မူတမျိုးကနေထွက်လာတဲ့အစိတ်။အော်သူ့ရဲ့ကြောက်စရာအကောင်းဆုံးချက်ကအသေးကင်စာကိုတိုက်ရိုက်ဖြစ်စေနိုင်တာပဲ။ငရုတ်တီရဲ့ပြင်မြေပဲပြောင်းလို့မှလည်းတွေ့ရတတ်တယ်။ဒါကမမြင်နိုင်တဲ့တိတ်တိတ်လေးနဲ့တတ်နေတဲ့လူသက်သမားလိုပဲ။သူတို့လေသမားကပိုးတဆီကိုစီကံတကြတုံးရင်တောင်မှ ရိတ်သိမ်းပြီးနောက်ပိုင်းအချောင်းလန်းတဲ့အစ်စ်မှာမာယွင်းထွားရင်ဒီမိုးဝဲစိတ်ကဖြစ်လာနိုင်တယ်ဆိုတဲ့သဘောပေါ့တိကျပါတယ်မြန်မာနိုင်ငံကတောက်သူအများစုကငရုတ်တီးကိုမြေကြီးပေါ်မှာပဲတိုက်ရိုက်ဖြောင်းပြီးနေလန်းလက်ရှိတယ်လေဟုတ်တယ်တွေ့နေရတာပဲအဲ့ဒီအခါမှာမြေကြီးတွေကစုထိုင်းစားနဲ့မူဘိုးတွေကငရုတ်တီးကိုကူးဆက်ပြီးအဖလာတောက်ဆင်တွေဖြစ်လာစေတာอืมဒီလိုတွေ့ရှိမှုရဲ့နောက်ဆက်တွဲကရက်ကလည်းချက်ချင်းထွက်လာပြီးအခုဆိုရင်ထိုင်းကိုငရုတ်တီးမပို့ခင် ရန်ကုန်က ISO အတိမတ်ပြုတက်ခွဲခန်းမှာအရင်စစ်ရတော့မယ်။ဒါကုန်တန်းတွေအတွက်အချင်းရောငွေရောပူကုန်လာစေတယ်။ဒါရေဒိုအကျိုးတက်ရောက်မှုပေါ့ရေရှည်မှာတော့ဘလို့ထိခိုက်နိုင်မလဲ။ရေရှည်အကျိုးတက်ရောက်မှုကပူပြီးစိုးရင်စရာကောင်းတယ်။အဲ့ဒါကဈေးဝယ်ယုံကြည်မှု market trust ကိုထိခိုက်စေတာပဲ။ဟုတ်ကဲ့။တချိန်ဒီလိုဖြစ်သွားရင်နောက်ပိုင်းမှာနိုင်ငံတကာကမြန်မာပြည်ကလာတဲ့စားထုတ်ကုန်ဆိုရင်တန်နီယမျိုးလုံးတွေကြီးလာနိုင်တယ်။ဒါဟာတဦးတယောက်ကုမ္ပဏီတစ်ခုရဲ့ပြဿနာမဟုတ်တော့ဘဲ နိုင်ငံရဲ့ပုံရိပ်ကိုပါထိခိုက်စေနိုင်တဲ့ကိစ္စဖြစ်သွားရော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းနိုင်မလဲအကြံပြုချက်တွေထဲမှာ GAP ဆိုတာကိုတွေ့လဲဒါကဘယ်လိုအလုပ်လုပ်တာလဲဗျ GAP ဆိုတာကစိုက်ပျိုးရေးဆိုင်ရာအလေ့ကျင့်ကောင်းများလို့အဓိပ္ပာယ်ရတယ် Good Agricultural Practices ပေါ့ဩမျိုးစစ်ချတာကနီရိတ်သိမ်းတဲ့အထိ အစင်တိုင်းမှာစံချိန်စိုင်ညိုးနဲ့အညီလှုပ်ဆောင်တဲ့စနစ်ပေါ့ဥပမာ ဘုဒ္ဓစေကိုဘလောက်ပဲထုံးရမယ်စေဖျမ်းမီအ ਨੇ ဆုံးဘယ်နှရထားမီမှခူးရမယ်ဆိုရဲစီကနေကိုတီတီကြဲကြဲလိုက်နာတာမျိုးပါဒါမဲ့ခုနပြောတဲ့ aflatoxin ပြဒနာတို့ကြတော့ GAP တခုတည်းနဲ့မလုံလောက်ဘူးပေါ့ဟုတ်တယ်အဲ့ဒီအတွက်ကရိတ်သိမ်းပြီးနောက်ပိုင်းဒီကျနာ post harvest technology ကအရေးကြီးလာပြီอืมအကြံပြုထားတာကငရုတ်တင်းကိုမြေကြီးပေါ်တိုက်ရိုက်လမ်းတာမျိုး ရှောင်းပြီးစင်နေနဲ့လမ်းဖို့ ဒါမှမဟုတ် solar dryer လို့ခေါ်တဲ့နေစွာအင်ဂျင်တုံးအချော့ခံစက်တင်တုံးဖို့လိုအပ်တယ်။ဒီနည်းလမ်းတွေက aflatoxin ချုပ်ပွားမှုကိုတိတိတသာရှော့ချပေးနိုင်တယ်။ဒါမဲ့ solar dryer လိုမျိုးနည်းပညာတွေကတုံးသူအသေးစားတွေလည်းစေးကြီးလို့မနေဘူးလား။လက်တွေ့မှာတော့ဘလို့ချက်ချက်ဖြန့်ဖြန့်ထုံချနိုင်ပါလေ။ဒါကတကယ်လက်တွေ့ကြတဲ့စင်ခေါ်မှုပဲ။ တူချင်းတက်စင်ဖူထတ်ခဲနိုင်တယ်ဒါကြောင့်အစိုးရဒါမှမဟုတ်ဖူကလီကအဖွဲ့အစည်းတွေကနေစိုက်ပျိုးရေးဆုံးနေမှာစုပေါင်းသုံးလို့ရတယ်ဆိုလာဒရိုင်ယာကြီးတွေတိဆောက်ပေးတာအော်စုပေါင်းစနေနေပေါ့ဟုတ်ကဲ့ဒါမှမဟုတ်တောင်သူတွေကိုအတိုးနှုံတက်တာတဲ့ချင်းငွေတွေထုတ်ပေးတာမျိုးနဲ့ကုညီစနစ်ထောင်ပေးဖို့လိုအပ်လာလိမ့်မယ်ဒါကယဉ်နီမြို့နမှုတစ်ခုဖြစ်ပေမဲ့ရေရှည်မှာရောနိုင်ငံရဲ့ပို့ကုန်အရေးအတွင်းနဲ့ယုံကြည်မှုကိုပြန်တည်ဆောက်နိုင်မှာပါ။ကောင်းပါပြီ။အခုဆိုရင် ယုတ်တရဖြစ်တဲ့ BNDA နဲ့အစအစတဲ့ကမမြင်နိုင်တဲ့ NDA တွေအကြောင်းပြောပြပြီးဆိုတော့အခုရာသီဥတုကြောင့်ဖြစ်လာနိုင်တဲ့ဂျာမဟိပြဿနာတွေပဲလက်ကြည့်အောင်ဟုတ်ကဲ့အခုကစောင်းရည်ဆိုတော့စောင်းတွင်းချမရည်လမ်းညွန်ချက်တွေကလူတိုင်းအတွက်အထွန်းဝင်မှတည်ချတယ်ဆောင်ရဒီမှာအဖြစ်များတဲ့ယောဂတွေကအအေးမီတူကွေးလို့ပဲလူတွေကထင်ကြတာဒါပေမဲ့အဲ့ဒီထက်ပိုတတိထားရမယ့်အချက်တွေရှိနေရဲ့ဟုတ်အတူတူပြန်တက်ကြီးရေဟိုတွေနဲ့ယောဂခံရှိသူတွေထပ်ပေါ့ အဓိကကနှလုံးနဲ့သွေးလည်ပတ်မှုဆိုင်ရာပြဿနာတွေပဲအေးအေးရန်ကနှလုံးကိုဘလို့တရောင်းမှုရှိလို့လဲရာသီဥတုအေးတဲ့ကကျွန်တော်တို့ခန္ဓာကိုယ်ကအထဲကအပူဓာတ်ကိုထိန်းသိမ်းဖို့သွေးကြောတွေကိုအလိုလျောက်ကျင်းစေတယ်။အော်သွေးကြောတွေကျင်းသွားတော့သွေးဖျားကတက်လာတော့ဒါကြောင့်သွေးတွုံးရောဂါအခန့်ရှိသူတွေမှာသွေးပေါင်ချိန်တိုးတက်လာနိုင်တယ်။မနှစ်ဆိုးဆိုးအေးတဲ့အချိန်ဒီမှာလေဖြတ်ခြင်းနှလုံးရောဂါထခြင်းအန္တရာယ်ကတခြားရာသီတွေထက်ပိုများလာတတ်တယ်။ ကာကွယ်နည်းတွေမှာကျွန်တော်သဘောကျတဲ့အချက်တစ်ခုကအဝတ်စားဝတ်ဆင်ပုံပဲကျွန်တော်တို့ကအနှွေးထည်ထူတထည်ဝတ်လိုက်လုံလောက်ပြီလို့ထင်တာဟုတ်ဒါပေမဲ့ဒီမှာကျတော့ပပလေးတွေကိုအထက်ထက်ဝတ်တာကပိုလွင်းစေတယ်လို့ဆိုထားတယ်ဒါကဘယ်လိုအလုပ်လုပ်တာလဲစိတ်ဝင်စားကြရပဲအဝတ်စားတွေကိုအထက်ထက်ဝတ်လိုက်တဲ့အခါအလွာလေးကြားထဲမှာလေတွေပိတ်မိနေတယ်อืมနေလေလွာတွေကအပူကိုမထွက်တော့ကာကွယ်ပေးတဲ့ insulator လွာတစ်ခုလို့ဖြစ်သွားတယ် ဒါကြောင့်အပြင်ကရေးတံကိုပိုကာကွယ်နိုင်ပြီးခန္ဓာကိုယ်ရဲ့အနှွေးထက်ကိုပိုထိန်းထားနိုင်တာအနှွေးထည်ထူးထူးတထည်ဝတ်တာထက်ပိုထျောက်တယ်။ရှောင်းရန်ချက်တီထဲမှာတော့တော်တော်လေးအရေးကြီးပြီးအသက်ရန်တည်းရှိနိုင်တဲ့အချက်တခုကိုတွေ့တယ်။အကမ်းပိတ်ပြီးမိသွေးမိဖို့မတုံးဖို့ပဲဟုတ်ပါတယ် ဒါကနဲ့တိုင်းလူလိုကြားနေရတဲ့တရင်ဆိုးတွေနဲ့တိုက်ရိုက်ပတ်သက်နေတယ်။ဟုတ်ပါတယ်။ဒါကတကယ့်ကိုကာကွယ်လို့ရတဲ့အဖြစ်ဆိုးတွေပါ။မိသွေးမပြည့်စုံမဲ့လောင်ကျွမ်းတဲ့အခါအနမ်းအယောင်မရှိတဲ့ကာဗွန်မိုနိုဆိုက်ကာဗွန်မိုနိုဆိုက်တက်ငွေထွက်လာတယ်။ဟွန်း။လူတွေကအခန်းလုံးလုံးပိတ်မီးပိုလိမ့်နဲ့အိပ်ပျော်သွားတဲ့အခါအဲ့ဒီတက်ငွေကိုရှုမိမှမသိရှုမိပြီးအောက်ဆီဂျင်ပြတ်လပ်ပြီးအသက်ဆုံးရှုံးတဲ့အထိဖြစ်သွားနိုင်တယ်။အင်း။ ကျမဧဌာနရဲ့ဖတ်တန်းတွေအားရအစောရင်တုန်းနိစဉ်လူသားစဉ်နဲ့ချီပြီးအိနေရင်အသက်ဆုံးရှုံးကြတာဒီလိုမီးသွေးမီးဖို့ကြောင့်ပဲတိတ်တိတ်လေးနဲ့အသက်ကိုနှုတ်ယူသွားနိုင်တဲ့အတွက်သူ့ကို silent killer လို့တောင်တင်စားခေါ်ကြတယ်။နော်ဒလူအများအချင်းမားနေတဲ့ရှောင်းရံအချက်တစ်ခုကရက်တော့ချင်းပဲ။အေးတဲ့အခါရက်တော့လိုက်ရင်နှွေးသွားတယ်ဆိုပြီးတောက်ကြတာတွေရှိတယ်။ဒါကတကယ်ဟုတ်သလား။ဒါကလုံးဝကိုအယူဆမာကြီးတစ်ခုပဲ။ တော့တွဲတွေကအေးပြဘက်ကိုပိုစီးဆင်းလာပြီးနှွေးသလိုလိုခံစားရတာဟုတ်ကဲ့ဒါပေမဲ့အဲ့ဒီနောက်ဆက်တွဲကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအဓိကအပူချိန် core body temperature ကအေးပြဘက်ကနေတဆင်အပြင်ကိုပိုပြီးမြန်မြန်ဆုံးရှုံးသွားတယ်။ဩပြောင်းပြန်ပြသွားတာကိုဟုတ်တယ်ဆိုလိုတာကခဏနှွေးစုံလုံးချီကွားရမယ်တကယ်တမ်းမှကိုယ်တွင်းအပူချိန်ကပိုကျသွားတာ။ ဒါကြောင့်အေးရေရသည်မှာရက်တော့ပြီးအပြင်ထွက်တာအိတ်ဖြော့သွားတာကအပူချင်းလွန်ကဲစွာကြဆင်ပြီးဟိုက်ပိုတောင်းမီယာဖြစ်ပြီးအတန်တရဲ့ဖြစ်စင်နိုင်ပါတယ်။ဒီနေ့လီလာခဲ့တဲ့အကြောင်းအရာတွေအလုံးကိုပြန်ချုံငုံကြည့်လိုက်ရင်အင်ကဂက်စ်အိုးကိုပုံမှန်စစ်ဆေးတာကနေတောင်းတူကြောက်ကငရုတ်တီးကို မြေကြီးပေါ်မှာမလန်းပဲစစ်နဲ့လန်းလိုက်တာ။ဟွန်းဆောင်တွင်းမှာအခန်းကိုလုံအောင်မပိတ်ပဲလေးဝင်လေးထွက်လေးလုပေးလိုက်တာအထီးပေါ်ဒီလိုတင်းငယ်တွေကိုထင်ရတဲ့ကျူတင်ကာကွယ်မှုလေးတွေ အတီတရားလေးတွေကကြီးမားတဲ့ဘေးအန္တရာယ်တွေဆုံးရှုံးမှုတွေကိုတားဆီးနိုင်တယ်ဆိုတဲ့ချက်ကိုရှင်းရှင်းလင်းလင်းတွေ့ရပါတယ်။မှန်ပါပဲ။အဓိကတော့ချက်ကအသိပညာရှိဖို့နဲ့အရေးသိပညာကိုလက်တွေ့မှာအသုံးချနိုင်တဲ့တတိတရားရှိဖို့ပါပဲ။ဟုတ်ကဲ့။ပေါ့ကျိုင်းလက်ဖက်ရေးဆိုင်မီလောင်မှုနဲ့ရတဲ့တတိဆိုတဲ့သင်ခန်းစာကဒီကြောင်းရာအလွန်ကိုလွမ်းခြုံထားတယ်။ကိုပဝန်ကျင်မှာပါရီဖြစ်နေလေ ကိုစားသွင်းနေတဲ့ယာရီကဘလောက်ပေးခင်လဲကိုယ့်ရဲ့လုပ်ရည်တည်တည်လေးတစ်ခုကဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲဆိုလာကိုအမြဲမပြတ်သတိထားနေထိုင်ခြင်းကအကောင်းဆုံးကာကွယ်မှုပါပဲဒါမဲ့လေဒီအချက်လက်တွေကတဦးချင်းစီရဲ့တာဝန်ယူမှုကိုအဓိကထားပြောသွားတယ်လို့ပဲတစ်ဖက်မှာလည်းကျွန်တော်တို့ကိုကာကွယ်ပေးဖို့စနစ်ကျတဲ့မူဝါဒတွေ ်ဦးမအစားတော့ဘေကင်းရဲ့ဥပဒေလေးကိုတင်းတင်းကျပ်ကျပ်အကောင်အထည်ဖော်မှုတွေပြည်သူ့ကြမ်းမာရေးအသိပညာပေးစနစ်တွေကိုကြဲကြဲပြန့်ပြန့်လှုပ်ဆောင်ခြင်းတွေရဲ့အခန်းကဏ္ဍကတော့ဘလောက်ထိအရေးကြီးနေမလဲတဦးချင်းရဲ့တတိတရားတစ်ခုတည်းနဲ့လုံလောက်ရည်လားအမတင်ကောင်းတင်မီကိုမှပဲလုံးဝမလုံလောက်နိုင်ဘူးတဦးချင်းရဲ့တတိတရားနဲ့စနစ်ရဲ့အကာအကွယ်ဒီနှစ်ခုကကားတစီးရဲ့ပြီးနေပါလို့ပဲဟုတ်ကဲ့တခုမှရှိရင်ရှစ်ဆက်ကွာဖို့ချင်မှန်ဘူးဥပမာငရုတ်တိကိစ္စမှာလုံးတောင်သူတယောက်ချင်းစီက GAP စနစ်ကိုလိုက်နာဖို့တတိရှိရမယ်။တပြိုင်နက်တည်းမှာပဲအစိုးရကလည်းတခွဲကားနေစစ်စေးရေးကီဒီမှာတိကျတဲ့ဆန်နှုံးနေတဲ့စစ်စေးတဲ့စနစ်ကိုတိဆောက်ပေးထားမှချင်မှာ။ဥပဒေကအာမကောင်းရင်လိုက်နာမှုလည်းအာနေသွားတယ်လေ။ဆရောပြည်သူတွေကအသိပညာရှိရှိနဲ့တတိထားနေထိုင်ဖို့လိုတလို့မဝါဒချမသူတွေကလည်းအဲ့ဒီတတိတရားကိုအားပေးရဲ့အကာအကွယ်ပေးတဲ့စနစ်တစ်ခုကိုဒီဆိုပြေဖို့တောင်းဝန်ရှိတယ်ဆိုတဲ့သဘောပေါ့။ ိကြပါတယ်။တူးချင်းရဲ့တတိတရားနဲ့စစ်နှစ်ရဲ့အကာအကွယ်ဒီနှစ်ခုညညွတ်မြတ်တာမှာသာအလုံးအတွက်ဘေးကင်းလုံခြုံတဲ့ပဝန်းကျင်တစ်ခုကိုတည်ဆောက်နိုင်မှာပါ။ကြီးရှုနာစနေကြတဲ့ပရိသတ်ကြီးအားလုံးလည်းစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့ဆုတောင်းမေကာမြတ်ပို့တာပေးလိုက်ပါတယ်။ The debate ကနေကြိုးစုပါတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အကြောင်းအရာကတော့လေမြန်မာလဲရပို့ကွန်ကန်တာရဲ့အနာဂတ်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့အင်မတန်အရေးကြီးတဲ့ကိစ္စရပ်တစ်ခုပါ။ အဲ့ဒါကဘာလဲဆိုတော့မကြသေးခင်ကမြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုတင်ပို့တဲ့မျိုးတီ6တီမှာအန်တရရှိတဲ့ဒကျွင်းတီတွေ့ရှိခဲ့တဲ့ပြဿနာပါပဲဒီပေါ်မှာစိုက်ပျိုးရေးဝန်ကြီးဌာနကပို့ကုန်အားလုံးကိုရန်ကုန်မှာရှိတဲ့ ISO အတိအမှတ်ပြုတခွဲခန်းမှာမဖြစ်မနေစစ်ဆေးရမယ်ဆိုတဲ့စီးမင်းတဲ့တခုကိုထုတ်ပြန်လိုက်တယ်အဓိကမေးခွန်းကတော့ဒီစီးမင်းဟာနိုင်ငံကဈေးကွက်ရဲ့ယုံကြည်မှုကိုပြန်ရဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့စီးမံတစ်ခုလားတမန်ဖို့အောက်ချတောင်သူတွေကုန်နေငယ်တွေကိုဝန်ထုတ်ဖို့ဖြစ်စင်မဲ့လက်တွေ့မကြတဲ့စီးမင်းတစ်ခုလားဆိုတာပါပဲ။ ကျွန်မဘက်ကတော့ဒီစီမင်းဟာနိုင်ငံရဲ့ကုန်တော်ရေးဂုဏ်စည်းခါကိုကာကွယ်ဖို့မလွဲမရှောင်စားတဲ့ထင်ချက်တဲ့အစီအမံဖြစ်တယ်ဆိုတဲ့ဘက်ကနေရက်တိဆွေးနွေးသွားတာပါ။ရှင်းကျွန်မကတော့ဒီစီမင်းရဲ့ရွေးချက်ကကောင်းပြီမဲ့လက်တွေအကောင့်အထက်ပေါ်တဲ့ပုံစံမှာအားနည်းချက်တွေရှိနေပြီးတော့အောက်ခြေကအသေးစားလုပ်ငန်းရှင်တွေကိုထိခိုက်နစ်နာစေနိုင်တယ်ဆိုပြီးရှူထောင်းကနေတိုးသက်တင်ပြသွားခြင်းပါတယ်။ကောင်းပါပြီ။ဒါဆိုရင်ကျွန်တော်ရဲ့ရည်တည်ချက်ကိုအရင်ဆုံးအကျဲတော်ဝန်ရှင်းပြခွင့်ပြုပါ။ နိုင်ငံတကာကုန်သွယ်မှုမှာလीအဓိကအကြဆုံးကယုံကြည်မှုပါပဲ market trust ပေါ့အခုတွေ့ရှိခဲ့တဲ့တချွင်းတွေကဘောတိတိကိစ္စတွေမဟုတ်ဘူး chloropyrophos တို့ triazophos တို့လို့ iojo system ကိုတိုက်ရိုက်ပစ်စီစေနိုင်တဲ့ပိုသက်ဆေးတွေပြီးတော့ကင်ဆာဖြစ်စေနိုင်တယ်လို့သတ်မှတ်ခံရလို့မဲ့ glyphosate ပေါင်းသက်ဆေးအသေးကင်ဆာဖြစ်စေတဲ့ aflatoxin မျိုးစေတီပါနေတာဆိုတော့တဟာလူကျန်းမာရေးအတွက်အလွန်ကိုစိုးရိမ်စရာခြေနေတစ်ခုပါ ဒါကမြန်မောငွေရုပ်တိတစ်ခုတည်းပုံရိပ်ကိုထိခိုက်တာမဟုတ်တော့ဘူးမဲရီမြန်မာဆိုတဲ့တန်စစ်ပါပဲလေယာထွက်ကုန်အားလုံးရဲ့ဂုံတိခါကိုပါထိခိုက်စေတာပါဒီပြဿနာကမြဝတီနမိုးတောင်နဲ့စက်ကကွန်ပဏီစနစ်ခုမှတွေ့တာဆိုတော့ဒါတူးတူးတယောက်ရဲ့အမမဟုတ်တော့ဘူးလေစနစ်တစ်ခုလုံးရဲ့အာနေချက်ကိုပြနေတာ ဒီလိုအရေးပေါ်ခြေနေမျိုးမှာဇီးကွက်တစ်ခုလုံးပြိုလဲမထွားအောင်တိကျခိုင်မာပြီးဘိုးချုပ်ကန်မှုရှိတဲ့စစ်စေးစစ်နေတစ်ခုမှထင်မနေလိုလားပြီမြန်မာမှာရှိတဲ့ ISO 17025တခွေးခန့်ခုတဲကစစ်စေးခိုင်းတာဝဲသူနိုင်ငံကိုငါတို့ဒီကိစ္စကိုအရန်အလေးထားတယ်အမြင့်ဆုံးစံနှုန်းနဲ့ထင်းချုံနေတယ်ဆိုတာကိုပြနိုင်မဲ့တခုတည်းဆိုခိုင်မာတဲ့အမခန့်ချက်ပါပဲ တနည်းအားဖြင့်ပြောရင်ဒါကတောင်ဦးတွေကိုကြီးဖြီလို့စိုက်ပျိုးရေးအလေးအချင်းကောင်းတဲ့ဘက်ကိုအလုံးရောက်လောင်တွားပစ်လိုက်တာဖြစ်လို့ရေရှည်မှာအလုံးအတွက်အကျိုးရှိစေမှာပါဟုတ်ကဲ့ဈေးခွေယုံကြည်မှုနဲ့နိုင်ငံရဲ့ဂုဏ်သိက္ခာကအရေးကြီးတယ်ဆိုတာကိုတော့ကျွန်မလုံးဝလက်ခံပါပဲဒါပေမဲ့လေပြဿနာတစ်ခုကိုဖြေရှင်းတဲ့နေရာမှာ ချမှတ်လိုက်တဲ့မူဝါဒကလက်တွေ့ကျဖို့နဲ့သက်ဆိုင်သူအလုံးအပေါ်မျှတာဖို့လေလိုတယ်လို့မြင်တယ်လက်ရှိစီမင်းကရည်ရွယ်ချက်ကတော့ကောင်းပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ တဖက်ဆောင်နေနိုင်ပြီးအောက်ခြေကအသေးစားနဲ့အလက်စားလုပ်ငန်းရှင်တွေကိုမွန်းချက်စေတယ်။စဉ်းစားကြည့်ပါလားမျိုးရီတို့မွားတောင်တို့လိုနေဆက်ကုံတွေစခန်းကကုံတဲတယောက်ကသူ့ကုံကိုတင်ပို့ဖို့အတွက်ရန်ကုန်မြို့ကတခွဲခန်းတစ်ခုတည်းကိုပဲနမူနာပို့ပြီးဆက်ရလဲဆိုလားဘလောက်ထိလက်တွေ့မကြတယ်လဲသူ့ကုံကားကနေဆက်မှာရဆောင်နေရတယ်။နမူနာကရန်ကုန်ကိုခရီးသွားရတယ်။ပြီးတော့တခွဲခန်းမှာလက်ကြဆောင်အောင်မယ်။အဖြစ်ထွက်လာဖို့ဆောင်ရအောင်မယ်။ အနည်းဆုံးတပတ်ကနေ၁၀ရက်လောက်ကြာသွားနိုင်တယ်လေ။အဲ့ဒီခြေတွင်းမှာနေစမ်းမှရက်ထားတဲ့ဂုံကားခလူစားစားရေးတွေကနေ့တိုင်းတက်နေပြီးဂုံတွေကလည်းအချိန်ကြာလေအေးသွေးကြာလေတယ်။ဒီဂုံကြစိတ်တွေဒီ risk တွေအားလုံးပေါင်းလိုက်ရင်ဂုံတယ်လျောက်ရဲ့အမြတ်၂၀ရာခိုင်နှုန်း၃၀ရာခိုင်နှုန်းလောက်ကအလကားဖြစ်သွားနိုင်တယ်။ဒါကလုပ်ငန်းငယ်လေးတွေတော်တော်တည်တွင်းမှာပဲ။ဒီလိုတနေ့ကလုံးကိုခြုံပြီးစီကန်းထုတ်မဲ့အစားပြဿနာဖြစ်တဲ့ကုမ္ပဏီစမခုကိုပဲအမြင်ပြည့်စင်ထွင်းပြီးအနီးကပ်ဆောင်ကြည့်တာမျိုး ဒါမှမဟုတ်နေစကုံတရေစုံဒီမှာ ISO အစီအမီထွက်ခွဲကံခွဲရေးအ мян ဆုံးဖွင့်ပေးတာကပို့ပြီးလက်တွေ့ကြလက်ဖြစ်ရှိနေပါအခုကတောင်သူတွေကိုလိုအပ်တဲ့ပညာပေးမှုနည်းပညာပံ့ပိုးမှုမရှိဘဲတန်းပြီးအပြည့်ပေးလိုက်တဲ့ပုံစံဖြစ်နေတယ်ခင်ဗျားထောက်ပြတဲ့ logistic အခက်တခဲတွေအချိန်နဲ့ကုန်ကျစရိတ်တွေကိုကျွန်တော်နားလည်ပါတယ်ဒါမဲ့ခဏလဲနော်ဒီကိစ္စကိုကျွန်တော်ကအရေးပေါ်အခြေအနေတခုအနေနဲ့ရှုမြင်ဖို့လိုတယ်နိုင်ငံတကာအထူးမဲ့ဖြစ် ISO 1000ကတခွဲကန်းတခုတည်ထောင်မှုဆိုတာ နေချင်းချင်းချင်းလွတ်လွတ်ရတဲ့ကိစ္စမဟုတ်ဘူးလေဈေးကြီးတဲ့ဆက်ပစ္စည်းတွေနိုင်ငံတကာအစ်စ်မီကျွမ်းကျန်ဝန်ထမ်းတွေလုပ်ငန်းရှင်တွေအားလုံးကစန့်ချင်းစံရွက်နဲ့ကိုက်ညီဖို့လိုတယ်အဲနေစတိုင်းမှာတခွဲခန်းနဲ့အလီယံမြန်ဖွင့်လိုက်ရင်အဲ့ဒီတခွဲခန်းတွေကရေအတွဲကိုဘယ်သူကအာမခံမလဲတခွဲခန်းတစ်ခုနဲ့တစ်ခုအပြည့်မတွင်ရင်ဘယ်သူကယုံရမလဲဆိုတဲ့ပြဿနာတွေထပ်ဖြစ်လာနိုင်တယ်အခုကထိုင်းဘက်ကမြန်မာကွန်ဂရက်စီရဲ့ပုံယုံကြည်မှုလုံးဝပျောက်နေတဲ့အချိန်မှာဒီအချိန်မှာတနင်္ဂနွေနေ့မှာရှိတဲ့တခုတည်းတော့အမြင့်ဆုံးအဆင့်ပြီးတခွဲခန်းတွေကနေစစ်ပြီးပြီး အန်ဒီကိနေဆိုတဲ့တရားဝင်အာမခံချက်ပေးနိုင်မှာတူဟုတ်ဘက်ကပြန်လက်ခံမှာဒါကြောင့်အစပိုင်းမှာတော့ဒီလိုဘိုးချုပ်ကိုင်းမှုစနစ်ကမဖြစ်မနေလိုရထားတယ်ဒါကရေတော့ဖြစ်ရှင်နေပေါ့ဒီအကြက်အတဲကိုကြော်ပြီးဈေးကွက်ယုံကြည်မှုပြန်ရလာမှခင်ဗျားပြောသလိုဒေတာအလိုက်တက်ခွဲကနေတိုးချဲ့တာမျိုးကိုဒုတိယအဆင့်အနေနဲ့စဉ်းစားတင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်မလုံးဝလက်မခံနိုင်ဘူးရှင်ဘာလို့လဲဆိုတော့ခင်ဗျားပြောရဲ့အရေးပေါ်အခြေအနေဆိုတဲ့စကားလုံးကို ခူတုံးလို့ပြီးချမှတ်လိုက်တဲ့မွာရရဲ့နောက်ဆက်တဲ့ဆိုချိုကိုမစိမိတ်ထားလို့မရဘူးလေအေးဖို့မလို့ဆိုပြီးလူနာကိုခဲစစ်လိုက်ပေမဲ့လူနာကစိတ်ဓာတ်မခံနဲ့ပဲတည်သွားလာမဖြစ်ဘူးနယ်လက်ကုံထဲတယောက်တော့ရန်ကုန်ကလူမနာပိုအဖြစ်ဆောင်ပြီးမှကားလွတ်ဆိုတဲ့ process ကသူ့လုပ်ငန်းတစ်ခုလုံးကိုရပ်သွားစေနိုင်တယ်မြို့ထီလို့ကုံစင်းကြာဒီလောက်ကြတဲ့အချိန်ကသူ့ရဲ့အရေးအသွေးကိုထိခိုက်စေစလို့ဈေးကွက်တဲ့အချိန်မိမိရောက်တော့ဘူးကုံကြစိတ်ကလည်းအဆက်မတန်တက်လာမယ် ဒီတော့ကုံတွေကဘသူစီရဈေးမိနေမလဲအောက်ရှိကတောင်လူစီကပဲဈေးနှိမ်ဝက်မှာပေါ့မေရုံယူတီကစစ်ဆေးခဲ့တဲ့အချင်းဆောင်ရတာတွေနဲ့မို့လို့အရင်ဈေးတော့မပေးနဲ့တော့ဘူးဆိုပြီးဖြစ်လာမှာပဲအဆုံးမှာနစ်စတာမာကဘာမှမသိတဲ့တောင်သူတွေပဲဒီစီမင်းကတောင်သူတွေကိုအကျက်တဲတဲကိုတမင်သက်သက်တွန်းပို့နေသလိုပဲအောင်အားပေးခြင်းလိုပဲမြင်တယ်အခါပဲမြင်တကယ်ထိရောက်တဲ့ဈေးတစ်ခွက်ပါဒီစီမင်းကြောင့်တောင်သူတွေကသူတို့တုံးနေတဲ့ပိုးသက်ဆေးတွေကိုပို့ပြီးတရီထားလာလာမယ်။အဲ ဆေးဆိုင်ကညိုနာကိုမျက်စိမေးသုံးတာမဟုတ်ပဲတကယ်လိုအပ်လို့လားတားမိထားတဲ့ဆေးလာဆိုတာစဉ်းစားလာရမယ်ဆေးဖျက်မှုရရေသိမ်းဖို့အချိန်ဘယ်လောက်စောင့်ရမလဲဆိုတဲ့စီကန်းကိုတိတိကျကျလိုက်နာလာရမယ်ဆိုလိုတာလားတော့ဒါဟာသူတို့ကို gap လို့ခေါ်တဲ့စိုက်ပျိုးရေးအလေချင်းခေါင်းနေစီကို အလိုအလျောက်ခူးပြောင်းလာအောင်ဖိအားပေးလိုက်တာပါအဖလာတော့စီမိုးအစိတ်ဆိုရင်လေဒီတိုင်းပဲမြို့တီးကိုမြကြီးပေါ်တိုင်ရန်လန်းနဲ့ကျင့်ဟောင်းကဒီမိုးအစိတ်တွေဖြစ်လာတာလေ ဒီစီမင်းကြောင့်မြေကြီးပေါ်လမ်းရင်မယုံရတော့ဘူးဆိုလာတိလာတဲ့အခါတာလဘတ်စခန်းကြီးလမ်းလာတော့ဆင်းနဲ့လမ်းလာတော့ဆိုလာဒရိုင်ယာသုံးတာလိုမျိုးနီးပညာသစ်တီသုံးလာဖို့တွန်းအားဖြစ်စေတယ်။ဟုတ်တယ်။ရေတော်မှာတော့ခက်ခဲမယ်။ဒါကရေရှည်အတွက်ရင်းနှီးမြုံနှံမှုတစ်ခုပဲ။ခမပြောတဲ့ရေရှည်အချိုးကျဆူတို့ရင်းနှီးမြုံနှံမှုတို့ဆိုတာတွေကစာရုပ်ပေါ်မှာတော့တိတ်ကောင်းတာပေါ့။ဒါမဲ့လက်တွေ့မှာဒီနီးထမင်းနဲ့မှန်ဖို့ရုံးကနေရတဲ့တောင်သူတယောက်အတွက်ခမပြောတဲ့ဆိုလာဒရိုင်ယာတို့ GAP စနစ်ကိုကုပြောင်းဖို့လိုအပ်တဲ့နိပညာအကူအညီနဲ့ငွေကြေးပံ့ပိုးမှုတွေကိုဘယ်သူကပေးမှာလဲဝန်ကြီးဌာနကစီမင်းကိုပဲတင်းကျပ်လိုက်တဲ့တောင်သူတွေဘက်ကလိုအပ်နေတဲ့အခြေခံစောင့်ဝီနဲ့ပံ့ပိုးမှုတွေကိုတော့လီလူရှုထားတယ်တောင်သူကိုစနစ်တကျပညာမပေးဘဲမဲတို့ထုကုန်မကောင်းရင်ဈေးကွက်မဝင်ရဘူးလို့ချင်းချောက်လိုက်တာကတာဝန်မဲ့ကရောက်တယ်လို့ကျွန်မတော့မြင်တယ်ဒီလိုချင်းကမဲ့အစားထခြားဖြစ်ရှင်နေတဲ့အများကြီးရှိပါတယ်ဥပမာပြဿနာရှိတဲ့ကွန်မြူနတီစနစ်ခုကိုအနီးကပ်စောင့်ကြည့်တာအပြင် ဂျပန်နမူနာစစ်ဆေးတဲ့ random sampling စနစ်ကိုပိုပြီးထိထိရောက်ရောက်ပိုပြီးမကြာခဏလုပ်လို့ရတယ်။အရေးကြီးဆုံးကတော့ရေရှည်တဲ့ဖြစ်ရှိနေပါ။တောင်တူအဆင့်ကနေစပြီးကွန်တေအစစ်ထိချရာခနိုင်တဲ့စနစ်ဟိုအလေး uh traceability system နှစ်ခုကိုထူထောင်ဖို့ပဲစဉ်းစားကြည့်ပါ။ New Delhi အိမ်တိုင်းမှာ QR code တစ်ခုကတ်ထားမယ်။အဲ့ဒါကို scan ဖက်လိုက်တာနဲ့ဒီ New Delhi ကဘယ်ခြံကဘယ်နေ့ကခူးတာဘယ်ကုန်သေးကတဆင်းရောက်လာတယ်ဆိုတာအကုန်သိနိုင်မယ်။အဲ့ဒီအခါကျရင်ပြဿနာဖြစ်လာတဲ့အခါ အဲ့ဒီချမ်းအဲ့ဒီကုန်တွေကိုပဲပြတ်မှတ်ထားအေးအေးယူလို့ရပြီယူသားတဲ့လုပ်ငန်းရှင်အများစုကို မထိခိုက်စေတော့ဘူးလေဒါကပိုခစ်မိပြီးပိုထိရောက်တဲ့ဖြစ်ရှင်နေပါอืมခမပြောတယ်ချီအားခံနိုင်တဲ့စနစ်ကရေရှည်တဲ့အကောင်းဆုံးဖြည့်ရှင်းချက်ဆိုတာကိုကျွန်တော်တို့သဘောတူပါတယ်။ဒါပေမဲ့အဲ့ဒါကအနည်းဆုံး9နှစ်လောက်ကြာမယ်စီမံကိန်းကြီးပါ။နိုင်ငံတော်ဝန်ကတောင်းသူတွေ၊ကုန်သေးတွေကိုမှတ်ပုံတင်ရမယ်၊နှီးပညာတွေတွင်းရမယ်၊လူတိုင်းရင်ပူမောင်းပါဝင်မှုလိုတယ် အခုကျွန်တော်တို့ရင်ဆိုင်နေရတာကချက်ချင်းဖြည့်ရှင်းရမယ်အကြက်တန်းချက်ပန်းစစ်စေးချင်းစနစ်ဆိုတာလေအရင်ကတည်းကရှိခဲ့တာပဲဒါပေမဲ့အခုလိုတကျွင်းတွေအများပြားတွေ့ခဲ့တာကိုကြည့်ရင်အဲ့ဒီစနစ်ကထိအောင်မှုမရှိခဲ့ဘူးလေဟောင်းမှုတွေရှိနေတယ်ဆိုတော့တတ်တည်ပြနေပြီလေထိုင်းနိုင်ငံဘက်ကယုံကြည်မှုလုံးဝပျောက်နေချိန်မှာကျွန်တော်တို့ချက်ပန်းစစ်စေးမှုတွေပိုလို့ပါမယ်လို့ပြောလို့မရတော့ဘူးသူတို့ဘက်ကတောင်းလက်ခံမှာမဟုတ်ကင်ပိုရီယာကွန်ပျူစီတိုင်းကိုအမြင့်ဆုံးစံနှုန်းနဲ့စစ်ဆေးပြီးမှပို့တာပါဆိုတဲ့မူဝါဒကသာ သူတို့ရဲ့ယုံကြည်မှုကိုအလင်းအမြန်ဆုံးပြန်လည်တည်ဆောက်နိုင်မှာအခုချင်းမှအရင်ကြီးဆုံးကတွေးထွက်နေတဲ့တန်ရာကိုအရင်ဆုံးပတ်တည်စီပြီးတွေးတိအောင်လုပ်ဖို့ပဲပြီးမှခမရပြောတဲ့ရေရှည်ချမ်းမရဲ့အတွက်လီဂျင်ကန်လောက်တာလို့ရေရှည်စီမံကိန်းတွေကိုတဆင့်ပြီးတဆင့်လုပ်တင်ကြပေါ့ဒါဆိုရင်တော့ကျမတို့ရဲ့အဓိကသဘောထားကွဲလွဲမှုကအချိန်ကာလနဲ့ချင်းကပ်ပုံမှာပဲရှိနေပုံရတယ်ခမရကချက်ချင်းအချိုးတက်ရောက်မှုနဲ့နိုင်ငံတကာယုံကြည်မှုပြန်ရရေးကိုဦးစားပေးပြီးတင်းကျပ်တဲ့ထက်ကနေအောက် top down နီလန်းကိုတုံးတင်တယ်လို့မြင်နေတယ် ကျမကတော့အဲ့ဒီတင်းချက်တဲ့နီလန်းကအောက်ခြေမှာရှိတဲ့သူတွေကိုမြာထတဲ့ဝင်းထုံဝင်းပို့ဖြစ်စီပြီးရေရှည်မှာတရားမဝင်ကွန်တွယ်မှုပြိုများလာတာမျိုးလို့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်လို့ဆိုရင်လည်းဒါကြောင့်တက်ဆိုင်သူအားလုံးရဲ့အခက်အခဲကိုထည့်သွင်းစဉ်းစားတဲ့လက်တွေ့ကျတဲ့ဖြည့်ရှင်းတွေကိုပဲရှာတင်တယ်လို့ယူဆလာဟုတ်ပါတယ်အဆုံးသတ်နိုင်တဲ့ကျွန်တော်ထပ်ပြောချင်တာကနိုင်ငံတကာဈေးကွက်မှာရေရှည်ရက်တည်နိုင်ဖို့အတွက်အရေးတွေးထင်းချူးမှုဆိုတာအယောပေးလို့မရတဲ့အခြေခံချက်ဖြစ်ပါတယ် လက်ရှိချမှတ်လိုက်တဲ့တင်းကျပ်တဲ့စီမင်းတွေဟာရေရှင်မှမြန်မာလယ်ယာကနာတစ်ခုလုံးအတွက်အကျိုးရှိစေမယ့်ခါတီတော်စေတစ်ခွက်ကိုမခင့်မနေတောက်တုံးလိုက်ရတာနဲ့တူတယ်လို့ကျွန်တော်အချင်းချုပ်တင်ပြခြင်းပါတယ်။ဒီလိုစံနှုန်းမင်းမင်းနဲ့တွားနိုင်မှသာကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကကမ္ဘာဈေးကွက်မှာတန်ဖို့အမှန်တကယ်ရလာမှာဖြစ်ပါတယ်။ကျမကတော့ဈေးကွက်ယုံကြည်မှုတည်ဆောက်ဖို့လိုအပ်တယ်ဆိုတာကိုအပြည့်အဝသဘောတူရင်းနဲ့ပဲညှိကုံးချုပ်ခြင်းပါတယ်။ဒါပေမဲ့ချမှတ်လိုက်တဲ့မူဝါဒတိုင်းဟာအပေါ်စီးကနေအမိန့်ပြချမှတ်တဲ့ချင်းကမှုမျိုးမဟုတ်ပဲ အောက်ခြေကတောင်သူတွေကုန်သိငယ်တွေရဲ့လက်တွေ့အခက်ခဲတွေသူတို့ရဲ့အတန်းကြီးကိုထက်သွင်းစဉ်းစားဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြခြင်းပါတယ်ထျောက်တဲ့မူဝါဒဖြစ်ဖို့ဆိုရင်သက်ဆိုင်သူအားလုံးပါဝင်ဖြည့်ရှင်းတဲ့နည်းလမ်းကိုရှာခွေခြင်းကသာအကောင်းဆုံးဖြစ်မယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့နှစ်ယောက်ကြားမှာချင်းကပုံနဲ့ပတ်သက်ပြီးအမြင်မတူတာတွေရှိနေပေမဲ့ဒီကိစ္စရဲ့အရင်ကပြဿနာကအရေးအသေးဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ဘုံသဘောတူညီမှုရကြမယ်ထင်ပါတယ်။ဒီအရေးအသေးကိုမြင့်တင်နိုင်ဖို့အတွက်စိုက်ပျိုးသူ၊ကုံတဲ့ ပြီးတော့ဌာနဆိုင်ရာတွေအားလုံးလက်တွဲပူးပေါင်းဆောင်ရွက်မှသာခိုင်မာတဲ့အဖြေတစ်ခုကိုရမှာဖြစ်ပါတယ်။ဒီနေ့ဆွေးနွေးမှုကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရှုတော်အမျိုးမျိုးကနေစဉ်းစားသုံးသပ်ဖို့အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာစရာဆွေးနွေးစရာတွေအများကြီးကြန့်ရှိနေပါသေးတယ်။နားဆင်ပြခဲ့တဲ့အတွက်ကျေးဇူးများ යි တင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကိုကြမှာရှိကြပါစေ။ကျွန်တော်တို့နှစ်ယောက်ကြားမှာချင်းကပ်ပုံနဲ့ပတ်သက်ပြီးအမြင်မတူတာတွေရှိနေပေမဲ့ ဒီကိစ္စရဲ့အရင်ခံပြဿနာကအရေးအသွေးဖြစ်တယ်ဆိုတဲ့အချက်ကိုတော့ပုံသဘောတူညီမှုရကြမယ်ထင်ပါတယ်။ဒီအရေးအသွေးကိုမြင့်တင်နိုင်မှုအတွက်စိုက်ပျိုးသူ၊ကုံတယ်၊ပြီးတော့ဌာနဆိုင်ရာတွေအားလုံးလက်တွဲပူးပေါင်းဆောင်ရွက်မှန်တာခိုင်မာတဲ့အဖြေတစ်ခုကိုရမှာဖြစ်ပါတယ်။ဒီနည်းဆွေးနွေးမှုကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးရှုထောင့်အမျိုးမျိုးကနေစင်ဗာသုံးသပ်ဖို့အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်။ ဒီကြောင်းရနဲ့ပတ်သက်ပြီးကျွန်တော်တို့လေ့လာစရာဆွေးနွေးစရာတွေအများကြီးကြန့်ရှိနေပါသေးတယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေ။